ပြီးမှဒီအရလုံးဖြစ်တာမဟုတ်ဘူးเนาะရွှေကျုံမတိုင်ခင်เนี่ยအငယ်တော့ဒီတပွဲ nature ဘူးပဲဗောနော်ပြောရမှာလဲပြောအေးစီလာ join ကြည့်ပါလားဗောနော်ဒီလိုမျိုးဟာလေးနည်းနည်း light တယ်ဗောနော်အစတော့ကိုကဘာမှတိတ်နာမထောင်ဘူးဒါပေမဲ့ဒီပွဲလေးတရော okay join မယ်ဆိုပြီးတော့ join ဖြစ်သွားတာဗောနော်ရွှေကျုံပြီးတော့ဒီပွဲလေးထပ် join ဖြစ်တာဗောဟုတ် ာဝန်ကြီးရယ်ပြီးတော့ဘယ်လိုပြောမလဲ code skills တွေကိုတိကျချပြရမှာပေါ့เนาะပြီးတော့မြန်မာနိုင်ငံ address တော့အများကြီးကြိုးစားရမှာပေါ့ဟုတ် တင်လိုက်တဲ့ခါကျလို့ရှင်ဟိုပြောမယ်တက်တာမြန်နေပေါ့နော်ကျွန်တော်ပြောထားတာကိုနားထောင်ပြီးတော့ပေါ့နော်ကောင်းဆုံး result တစ်ခုတည်ဆောင်လာလိမ့်မယ်လို့တော့ယုံကြည်နေပါတယ် top 5တော့ဝင်ပါတော့နော်ဆရာ winner ပေါ့လို့ကျွန်တော်အာအာအာစပါ့ရှော့ရေနည်းနည်းရှော့ရေ interview ပေါ့ပါနည်းနည်းရှော့ရေတဲ့ okay အားလုံးကတော့ကျွန်တော်မြန်ပြောလို့ပါပဲ interview တွေမှာပြောလို့ပဲဟိုဘယ်ပွဲပြိုင်ပြီးဖြစ်ဖြစ်ပေါ့နော်အဲ့လိုကိုကထိတ်ဆုံးမှန်းတာအကောင်းဆုံးပါပဲထိတ်ဆုံးမှန်းပြီးတော့လေထိတ်ဆုံးမှန်းပြီးတော့ဘာမှမလုပ်ရင်တော့ဘာမှမရဘူးပေါ့နော်အဲ့တော့ ထိတ်ဆုံးလဲမှတ်မယ်ကိုယ့်ဘက်ကလည်းအကောင်းဆုံးစူးစမ်းမယ်စူးစမ်းရတာနဲ့မရခဲ့ဘူးတခုခုလဲကြောက်ခဲ့ဆိုတော့လည်းဒါ experience အနေနဲ့ယူရတာပေါ့နော်အထိတ်အခုလောလောဆယ်တော့ထိတ်ဆုံးဒီပဲမှန်တာပါလို့ကျွန်တော်ပြောချင်တယ်ဒီ Miss Tin Icon International ပေါ့နော်အဲတော့ပြိုင်မယ်ဆိုတော့အဲထိတ်နဲ့လိုက်မယ်နည်းနည်းငယ်ရွယ်လူပြိုမှုလေးတက်လက်မှုလေးပုံမဲ့ training လေးရောပြဖြစ်ပါတယ်嗯。 ဖွဲ့ကိုစစချင်း trying မယ်ဆိုတော့အဲ့လိုမျိုး Facebook page လေးတွေ့ရပါတော့เนาะ or the miss teen icon international ဆိုရယ် post တွေတော့အားနဲ့ page မှာစကားတွားပြောကြည့်ရပါတော့တွားပြောကြည့်ရအဲ့မှာ organizer နဲ့တန်းပြီးတော့ချိန်မိပြီးတော့ဟော okay ဒါလေး try ပြီးတော့လုပ်မယ်ပေါ့เนาะအဲ့လိုမျိုးလုပ်နေရနေပြီးတော့ဆရာနဲ့ training ယူဖြစ်တာ သူထင်းနဲ့လိုက်ဖက်မဲ့သူရဲ့ဟို active ဖြစ်တဲ့ပုံစံလေးအဲပါတယ်အဲ့လိုမျိုးဆိုသူ့ကိုကျွန်တော်ဒီပွဲအကြောင်းဒီတိတ်ပြီးကျွန်တော်မသိခင်တဲ့အချိန်ကြီးကပေါ့နော် training ပေးထားတဲ့ပုံစံလေးနေလည်းအများကြီးကြိုက်ကြည့်ပါတယ်ခက်ဖို့ပုံစံနဲ့မှမှနည်းနည်းအာနည်းနည်းတော်တော်လတ်လတ်လေးပေါ့နော်အဲ့လိုပုံစံလေးအသင်ပေးပြတဲ့အာမေးဖြေကဏ္ဍလေးကတော့အနေငယ်လေးအဲသူ့အကြောင်းလေးတိတ်မသိသေးဘူးပေါ့နော်အဲ့ဒါလေးကတော့နည်းနည်းလေးကြည့်အောင်ပါပေါ့ ီကလှုပ်ဖြစ်တာမဟုတ်ဘူးနော်ရွှေချိုမတိုင်ခင်တည်းကအငယ်တော့ဒီတပွဲနေ join ပူရယ်ပေါ့နော်ပြောရဲမှာလည်းပြောအေးစီလာ join ကြည့်ပါလားပေါ့နော်ဒီလိုမျိုးဟာလေးနည်းနည်း light တယ်ပေါ့နော်အစတော့ကိုကဘာမှတိတ်နာမထောင်ဘူးဒါပေမဲ့ဒီပွဲလေးတော့ okay join မယ်ဆိုပြီးတော့ join ဖြစ်သွားတာပေါ့နော်ရွှေချိုပြီးတော့ဒီပွဲလေးထပ် join ဖြစ်တာပေါ့ဟုတ် ကျတော့ဒီ blue game ဟုတ် international ဆိုပေါ့နော်နိုင်ငံပေါင်းစုံကအများကြီးလာပြိုင်ကြမှာပေါ့နော်ကိုယ့်ရဲ့ skills တွေကအများကြီးထုတ်ပြရမှာတော်လေနော်နည်းနည်းတာဝန်ကြီးရေပေါ့ပေါ့ တို့ရဲ့ camp color activities ကတော့တိတ်တော့အကြာကြီးတော့မရှိဘူးပေါ့နော်တို့ရဲ့ activities ကတပတ်လောက်ပဲရှိမယ်တပတ်လောက်ပြီးလာနေတို့ final လာမယ်ပေါ့နော်တို့ activity အခြေအနေမှာဆိုရင်တော့ welcome နေရှိမယ် color တွေရှိမယ်ပြီးလို့ရှိရင်တို့ preliminary မှာကြတော့တို့ဒီ national costume တွေပါရေးပါမယ်ပေါ့နော်ပြီးတော့တို့တော့ပြန်ရမယ် come out dress လေးပါမယ်အဲပြီးလို့ရှိရင်နောက်ရက်ဒီ pre net final နဲ့ကြားရမှာသူတရက်ချတာပေါ့ဒါတော့ကျွန်တော်တို့ patient လုပ်တဲ့သူတွေတိုင်းမြန်လုပ်တဲ့ close door interview ပေါ့နော် close door interview လုပ်ရတဲ့အကြောင်းအရာဒီကျွန်တော်တို့လာပြိုင်တဲ့ candidate တွေမှာပေါ့ဒီ organization ကပေးရတဲ့တာဝန်တွေကိုခြေပြုဆောင်ထမ်းဆောင်နိုင်လားချွေကြလဲအကြောင်းမျိုးကြောင့်မိသားစုကြောင့်အဲဒါမျိုးနဲ့ပေါ့နော်ဒီ organization ကပေးရတဲ့တာဝန်တွေကိုမထမ်းဆောင်နိုင်တဲ့မျိုးရှိရပေါ့အဲ့လို interview လေးတစ်ခုရှိမယ်ပြီးလို့ရှင်တော့ final ပေါ့နော်အဲဒီ pre mark ကဒီ interview မှာပေါ့အကောင်းဆုံးသူဘက်ကနေ result ဒီကောင်းကောင်းမွန် ဖြေနိုင်ခဲ့တယ်စူးစမ်းနိုင်ခဲ့ဆိုလို့ရှိရင်တော့ final result ကောင်းအောင်ရပါပါ။ရင်ခုန်လာထက်ပြင်ဆင်မှုတွေအများကြီးလုပ်နေရပါတော့။အခုကျဟိုဒရက်စ်ဒီမှာအစားကောင်းစင် evening gown စင် national costume တွေမှာအစားတစ်ခုချင်းကြီးကိုတေးချာလေးလိုက်ပြီးတော့ပြင်နေပြီးတော့ဆရာနဲ့ training ယူရဲပြီးတော့နည်းနည်းပေါ့နော်။ဒီ Philippine Nova ဆရာမနဲ့အဲ့လိုမျိုးစကားပြောရတဲ့ဟာလေးနည်းနည်းပြန် train ဖြစ်နေရပေါ့နော်။အဲ့ဒါတော့မကြသေးဘူးယူထားတာတော့ဟုတ် တာဝန်ကြီးရယ်ပြီးတော့ဘယ်လိုပြောမလဲ code skills တွေကိုသိချချပြရမှာပေါ့เนาะပြီးတော့မြန်မာနိုင်ငံအတွက်ဆိုတော့အများကြီးကြိုးစားမှာပေါ့ဟုတ်သင်လိုက်တဲ့ခါကျလို့ရှင်ဟိုဘယ်လိုမလဲတက်တာမြန်နေပေါ့เนาะတက်တာမြန်နေတချို့အဲကလေးကျွန်တော်စမလာ train နေတဲ့သူတွေထဲမှာဆိုဘယ်လိုမလဲတော်တော်များများဆိုလို့ရှင် ဟိုအရင်ဟိုကျွန်တော်ထက်ယောက်ျားဆန်နေရပေါ့နော်အဲ့လိုဖြစ်တာပေါ့အဲ့လိုမျိုးဒါပေမဲ့ तू ကတော့နည်းနည်းမိမသားဆန်တယ်လို့ပြ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 ောင်းနေမှာပါတယ်ပေါ့နော်အဲ့လိုဆိုတော့တိတ်ပြီးတော့အများကြီးတော့ဟိုခက်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 တော့မရှိဘူးဒါပေမဲ့ဒီနေ့တင်ပြီးမှမနက်ဖြန်နည်းနည်းလေးမေးတတ်တာလေးတော့နည်းနည်းရှိတယ်အဲ့ဒါလေးပါပြန်ပြန်လေးချင်ပေးရအောင်ပေါ့ remind လုပ်ပေးရအောင်သူအဲသူ့ရဲ့စူးစမ်းမှုနဲ့ပေါ့ကျွန်တော်အခုမြင်ရတဲ့လောက်ကတော့သူ့မှာလည်း passion ဲ passionate ဖြစ်တယ်ပေါ့နော်ဒီပုံမှာဆိုရဲခါကြာကျွန်တော်တော့အဲတော့ပြင်လို့ရှိရင်တော့သူ့ကိုလည်းကျွန်တော်တင်ပေးရဲအကောင်းဆုံးရလက်ကိုပဲယူပါအရအောင်ယူပါတကယ်မလား experience အနေနဲ့တော့ကိုယ့်ရဲ့အချိန်ငွေတွေအားလုံးအကုန်ခံမနေပါနဲ့ပေါ့နော်အဲ့တော့ကျွန်တော်ပြောထားတာကိုနားထောင်ပြီးတော့ပေါ့နော်အကောင်းဆုံး result တစ်ခုတည်ဆောင်လာလိမ့်မယ်လို့တော့ယုံကြည်နေပါတယ်အကောင်းဆုံးကြိုးစားသွားမှာပေါ့နော်ဘာမှတော့မဖြစ်သေးပေမဲ့အကောင်းဆုံးလုပ်နေရပါပေါ့ ဲဆရာကကြာဘယ်လိုထိုင်မယ်ဘယ်လိုရအစားပေါ့နော်ပြောပြရင်နားရတဲ့အချိန်တော့မနေဒီလိုကြီးမထိုင်နဲ့ဟိုလိုကြီးမထိုင်နဲ့ပေါ့နော်ထိုင်မှုထိုင်ကြီးရယ်ဆရာတင်ပေးရယ်ပေါ့နော် ဲ့တော့ဆရာကြီးကလည်းကောင်းတယ်ကိုမိဘရန် support ပေးရယ်စပါကအများကြီးကြိုးစားတော့ဖို့ရှိပါရဲ့ဟုတ် top fighter ဝင်ပါတော့နော်ဆရာ winner ဘောလို့ကျွန်တော်အဲအဲအဲစပါ show ရတယ်နည်းနည်း show ရတယ် interview မှာနည်းနည်း show ရတယ် okay အားလုံးကတော့ကျွန်တော်မြန်ပြောလို့ပါပဲ interview တွေမှာပြောလို့ပဲဟိုဘယ်ပွဲပြိုင်ပြီးဖြစ်ဖြစ်ပေါ့နော်အဲ့လိုကိုကထိတ်ဆုံးမှန်းတာအကောင်ဆုံးပါပဲထိတ်ဆုံးမှန်းပြီးတော့လေထိတ်ဆုံးမှန်းပြီးတော့ဘာမှမလုပ်ရင်တော့ဘာမှမရဘူးပေါ့နော်အဲ့တော့ ထိတ်ဆုံးလိုက်မှတ်မယ်ကိုယ့်ဘက်ကလည်းအကောင်းဆုံးစူးစမ်းမယ်စူးစမ်းရတာနဲ့မရခဲ့ဘူးတခုခုလွဲချော်ခဲ့ရဆိုတော့လည်းဒါ experience အနေနဲ့ယူရတာပေါ့နော်အထိတ်အခုလောလောဆယ်တော့ထိတ်ဆုံးဒီပဲမှန်တာပါလို့ကျွန်တော်ပြောချင်တယ်အများကြီးမျှော်မှန်းတာပါနော်ဆရာကြည့်နေမှာဒီ live ကြည့်ရနေလေတခုလို့လို့မရဘူးအမားလို့လို့မရဘူးဆိုတော့အကောင်းဆုံးစူးစမ်းမှာပေါ့အဓိကပြောချင်တာမာဂျင်နာတော့အဓိကတော့ဒီပြိုင်ပွဲ ဟိုစင်ပေါ်မှာလည်းမဟုတ်ပဲပေါ့နော် back stage မှာရောဒီ camp activity လုပ်နေတဲ့အချိန်မှာရောကိုယ့်ရဲ့ပြုမူနေထိုင်အားလုံးကိုကျွန်တော်အမှတ်ပေးနေရမျိုးပေါ့နော်ပွဲတွေမှာဆိုတဲ့အခါကျတော့အဲ့တော့ကိုယ့်ရဲ့သွားတဲ့လာတာစားတာတောက်တာနေရာထိုင်တာအကုန်လုံးအရှင်းပြောလို့ရှိရင်ကိုယ့်အခန်းထဲမှာခန်းပေါ်နဲ့တူတူနေတာအစားပေါ့နော်ဘလို့နေထိုင်စားတောက်အဲတင့်နေအဲဒါမျိုးလေးပေါ့ကမ်ထဲမှာဆိုလို့ရှိရင်လည်းအဓိကတော့ကျွန်တော်တို့ပွဲထဲမှာကြည့်ရဆိုလို့ရှိရင်ပွဲတွေလောက်ပြီဆိုရင်တော့ပင်ပန်းတာပါပဲပင်ပန်းတဲ့အခါမှာချို့ရကြတော့ပင်ပန်းတဲ့ကွယ်ပုံစံကို ပြကြတာပေါ့နော်ပင်ပန်းနေဆိုပြီးဒါပေမဲ့အဲ့လိုမျိုးပင်ပန်းနေသည့်ကြားနေပြီးတော့ကိုယ့်ရဲ့ energy ကိုလုံးဝမလျော့တော့ဘူးပေါ့အမြန်ဆွဲတင်ထားရမယ်ပေါ့နော်အဲအဲ့ဒါလေးတော့အဓိကမှဖြစ်ပါတယ်ဟုတ်ကဲ့ပြန်ပွဲရင်ခုန်တန်းကတော့ပြန်ပွဲကနီးနေပေါ့နော်ငါးလပိုင်းစပြီးတော့တွားအောင်ပါပြီးတော့ကိုယ်နိုင်ငံမှာမဟုတ်ဘူးသူများနိုင်ငံမှာပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ fan support တွေအများကြီးလိုရဲပြီးတော့ voting စနစ်လည်းပါနိုင်နေပေါ့နော်အဲ့ခါကျရင်လည်း support အများကြီးပေးဖို့စီလာတောင်းဆိုခြင်းနဲ့ အကောင်းဆုံးလဲစူးစမ်းသွားမယ်တကယ်မြန်မာနိုင်ငံကုံဆောင်နိုင်အောင်လို့အကောင်းဆုံးစူးစမ်းသွားပါမယ်လို့ကတိပေးပါအေးဟုတ်ကဲ့အကမောရီယာပါရှင်ဟုတ်အာစီလာအခုတွားပြိုင်မယ်ဟာကတော့ Miss Teen Icon International ကိုစီလာကမြန်မာကိုစားပြုအနေနဲ့တွားပြိုင်မှာပေါ့နော်အာငားလာပိုင်းကမောရီယာမှာပြုလုပ်မှာပါ16ရက်နေ့ကနေပြီးတော့26ရက်နေ့ထိဖြစ်ပါရှင်ဟုတ်